ကြိုက်တဲ့ပုံမှန်နဲ့ဆွဲလို့ရတယ်ပုံမှန်ဒီတစ်ခုဒါလည်းမဟုတ်နောက်နဲ့ထပ်ဆွဲလို့လည်းရတယ်ဒါပေမဲ့လွတ်လပ်တဲ့တရားစီရင်တစ်ခုကိုတကယ်လို့ကျင်ဇန်နဝါရီ9ရက်နေ့ကကမာရွတ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးမယ်တရားသူကြီးအပြောင်းအလဲကြောင့်အမှုစစ်ဆေးမှုမပြုလုပ်ခဲ့ဘဲဇန်နဝါရီလ12ရက်နေ့ကို ရုံးချိန်ပေးခဲ့ပါတယ်နှစ်ပတ်တကြိမ်ရုံးထုတ်လိုက် ရုံးချိန်ပေးလိုက်နဲ့မိသားစုစာဝတ်နေရေးပြဿနာကိုဖြေရှင်းဖို့လင်းထက်နိုင်ရဲ့မိသားစုဝင်တွေအတွက်အခက်အခဲရှိနေပါတယ် ခဏခဏယုံချိန်ပေးပြီးအမိန်ချဖို့အချိန်ဆွဲထားတာမို့မိသားစုစာဝတ်နေရေးအတွက်အခက်အခဲဖြစ်လာလို့နောက်ထပ်ယုံချိန်တွေကိုလာဖို့အဆင်မပြေတော့ဘူးလို့ဒေါ်ကြည်မြင့်ကပြောပါတယ်။ဒါကြောင့်မှန်ကန်သေးတဲ့အမိန်တစ်ခုကိုအမြန်ဆုံးချမှတ်ပေးဖို့မျှော်လင့်နေပါတယ်။ ခုလိုရုံတော့ရုံတော့ဆိုတပတ်သေးကိုနှစ်ခါဆိုတဲ့ခါကျတော့အန်ဒီလို့အနေနဲ့ကဘယ်လိုပြောမလဲရှင်းမစီးပွားရေးလို့ပို့လဲနောက်နေတာပေါ့နော်လွတ်ပေးမယ်ဆိုရင်လွတ်ပေးလွတ်ပေးဆိုလို့ရှိရင်လည်းအမိခတခုခုအန်ဒီတို့ကဖြစ်စေချင်တာပေါ့နော်အဲ့လိုမျိုးအန်ဒီလို့အနေနဲ့ကတပတ်နှစ်ထင်းကတော်တော်အလုတ်ရှုပ်တယ်ပေါ့ပြောရရင်တော့အဲ့လိုမျိုးပေါ့ရုံထုတ်ရုံထုတ်လုံးမဲ့တူတူအန်ဒီတို့ကလည်းအလုံးမရှုပ်ရအောင်တခါတည်းခုနပြောတယ်လို့ပေါ့နော်အမိတ်ချမဲ့တူလေးချ အချောက်ကူတော့လည်းယုံတယ်မယ်ဆိုရင်လည်းတစ်ဖက်ထမတစ်ခါသွဲတစ်ခါပေါ့နော်အဲ့လိုမျိုးအနေရောဖြစ်နေတယ်မြမဥပဒေရဲ့အားနည်းချက်ပုံမှန်၁၈နှစ်နိုင်ငံသားတွေညီဆွန်းခံနေရတာဟာဒီမိုကရေစီစံနှုန်းနဲ့အညီပြောင်းလဲတဲ့နည်းဆိုတဲ့အကြောင်းကိုလင်းထန်နိုင်ကပြောပြပေးမှာပါကျောင်းမှာ session နဲ့ပတ်သက်ပြီးဆွဲဆိုခံရတဲ့ပုံမှန်တွေအများကြီးရှိတယ်။အော်ဒီမျိုးနယ်မှာမဟုတ်ဘူးเนาะ။ဒါကတော့သူတို့ကတော့ဥပဒေကြောင်းအရဆွဲရတယ်ဆိုရင်လည်း တော်18မှာကအားနည်းချက်တခုရှိတာရှိတယ်အဲ့ဒါဘာလဲဆိုချက်ချင်းတုံ့ပြန်နိုင်မှုအခွင့်အလမ်းမပေးတာဟုတ် auto response ကိုချက်ချင်းတုံ့ပြန်မဲ့အားတွေမှာဒီပုံမဆက်ချက်ကဘာမှပြဋ္ဌာန်းတာမရှိဘူးအဲ့ဒါဥတွေအားနည်းချက်ဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံသားတွေအတိုင်းအားအခြေကိစ္စတွေကြုံလာတိုင်းမှာဒီဥတွေနဲ့ညှိနေမှာပဲတော့အဲ့တော့မို့လို့ကျွန်တော်တို့က18နဲ့ပတ်သက်ပြီးဆွဲထုတ်တာတွေကိုတိတ်ပြီးတော့ဘာမှခံတာမှုမရှိဘူးဒါပေမဲ့18ကိုဒီမိုဒီဆန်တုံးနဲ့အညီပြုပြင်ဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တခုပဲလိုချင်တယ်အဲ့ဒါကြိုက်တဲ့ပုံမှန်နဲ့ဆွဲလို့ရတယ်ပုံမှန်ဒီတခုဒါမှမဟုတ်နောက်နဲ့ထပ်ဆွဲလို့လည်းရ ာဒါပေမဲ့လွတ်လပ်တဲ့တရားစီရင်တစ်ခုတကယ်လိုချင်တယ်သူဟိုလုံးဝလွတ်လပ်တဲ့တရားစီရင်ဆိုတာကစနစ်ကလည်းလိုသေးတယ်နောက်တစ်ချက်ကကြတော့ဒီအုပ်ချုပ်ရေးဘိုင်းကဆော့ဖတ်မှုကင်းတဲ့စီရင်ဆိုကျွန်တော်တို့အနေနဲ့ဘာမှမမှတ်ဆိုရင်ရှင်ဆိုင်မှုဝင်ရပါတယ်လင်းထက်နိုင်ဟာငိမ့်စုစီပုံမှန်ဆက်ရှင်နဲ့ကမာရွတ်မြွနဲ့လှိုင်မြွနဲ့မရမ်းကုန်းမြွနဲ့ကြီးမြနိုင်မြွနဲ့တွေမှာပါအမှုပွင့်ခံထားရသူဖြစ်ပါတယ်ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့လင်းထက်နိုင်အပြင် ဘာကတအကြောင်းသားနဲ့ဝင်းရံပြည်သူတွေဟာ ပုံမှန်905ခါခွေ143 149 155တို့နဲ့လက်ရှိအချိန်ထိတရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်